ဟုတ်တယ်ဒါမင်္ဂလာပါနော်အဲဒါတော့ဒီပွဲအတွက်နောက်ဆုံး live ပေါ့နော်ကျွန်တော်ဒီဟုတ်ရာဇာမင်္ဂလာပါနော်မာရီယာမင်္ဂလာပါကုဇောမင်္ဂလာပါနော်ဦးချီဝင်းမင်္ဂလာပါနော်ကြားလုံးမင်္ဂလာပါနော်ကျွန်တော်တုံးချိန်မှာတုံးထိပ်ပေါ့နော်တုံးချိန်မှာတုံးထိပ်တုံးချိန်မှာတုံးထိပ်ကိုသူကနောက်ပေါင်းလေးနဲ့ပေါ့နော်နောက်ပေါင်းလေးနဲ့ထွက်ပထမကတ် ဒုတိယကကျွန်တော်တို့လိုက်ရှာ3ချိန်မှာ3ထိပ်ဒီမှာနောက်ပေါင်းလေးမဟုတ်နော်ဒီမှာကျွန်တော်တို့3ချိန်မှာအဲ3ထိပ်နောက်ပေါင်းလေးမဟုတ်ဘူး3ချိန်မှာ3ထိပ်နောက်ပေါင်းလေးမဟုတ်ဘူးနော်ဒီမှာကျွန်တော်တို့3ချိန်မှာ3ထိပ်နောက်ပေါင်းလေးမဟုတ်ဘူးဒီမှာ3ချိန်မှာ3ထိပ်နောက်ပေါင်းလေးအဲ့နောက်ပေါင်းလေးကလေသူကဒီထိပ်သေးနှလုံးကဒီထိပ်ဒီဒီထိပ်နှလုံးလေးကနောက်ပေါင်းလေးလိုရိုက်တာတနည်းအားဖြင့်ဒီသုံးလုံးကပုံသေးခွန်းပါဗျဒီသုံးလုံးပုံသေးခွန်းခွန်ပရေးရိုက်တာအဲ့ဒီမှာသူကဒီနှလုံးကလေးပုံသေးဒီက3ထိပ်ပုံသေးနော် အဲ့ကျွန်တော်တို့လာခဲ့လိုက်ဒီမှာ3ထည့်ကိုနောက်ပေါင်း4နဲ့မရဘူးနော်ကျွန်တော်အဲ့အင်လာခဲ့လာခဲ့လာခဲ့အဲဒီမှာ3 3ထည့်နောက်ပေါင်း4မရဘူးနော်အားလုံးမင်္ဂလာပါနော်ကျွန်တော် site ကိုပဲပြလိုက်တော့အဲဒီချိန်မှာ तू က3ထည့်ကိုနောက်ပေါင်း4နဲ့ရိုက်တာအဲ့မှာလဲ तू ကထည့်ကြီးနှလုံး4ကနောက်ပေါင်း4ကိုတက်ရိုက်တယ်နော်အဲ့မှာတနည်းအားဖြင့်ဒီ3လုံးခုံဘရိတ်ခုံပေါ့ဗျာအဲ့မှာဒါဒီနှလုံးပုံ4ပုံ3ထည့်ပုံ3နော် ဒီမှာလဲ၃ထိပ်ကိုနောက်ပေါင်းလေးနဲ့ရိုက်တယ်။အမှဒီထိပ်ကြီးနှလုံးလေးကနောက်ပေါင်းလေးလို့တက်ရိုက်တာနော်။အမှတတိယကဒီသုံးလုံးခွန်ကဘရိတ်ခွန်ပေါ့ဗျာ။ဒီစနစ်ကမတွေ့လိုက်တာဗျာနော်။စိုက်တယ်ထွက်ပြီးမှတွေ့ဘာအမှလုံမရ။အဲမတက်နိုင်ပါဘူးဗောနော်။ကုကန်တရားပါဗျာ။မတက်ခင်တွေ့လိုက်မယ်ဆိုရင်တော့အမှန်ကန်လေးပေါ့ဗျာ။နော်။၃ချိန်မှ၃ထိပ်နောက်ပေါင်းလေးအဲနောက်ပေါင်းလေးကထိပ်ကြီးနှလုံးလေးကိုတက်ရိုက်တယ်။တတိယပြည့်ဒီသုံးလုံးခွန်ကဘရိတ်ခွန်နော်။ ai biển cho vậy đấy, ai mà tống thấy cái tống thấy mua được tống gì gì đấy thì cần hả, tống thấy cái này tống gì gì đấy thì cần này hả, nấu bóng lý trọng giống mà, lý với lý với cái này mà tôi ai cần này biển cho စနစ်ကမှန်ကန်ပြန်နော်ကျွန်တော်တို့ကစောမတွေ့တာတော့မတက်နိုင်ဘူးလေဒီမှာ၃ချိန်မှ၃ထိပ်နော်ပေါင်းလေးနော်ဒီနှလုံးထည်နှလုံးလေးကနော်ပေါင်းလေးလို့တက်ရိုက်တာအဲ့၃ထိပ်ကြောင့်၃ထိပ်ကနေတစ်ချိန်၂ချိန်၃ချိန်ရေးလိုက်တဲ့အဲ့6နဲ့6ကတဲ့လုံးဝပြန်ကြရတယ်တဲ့ဘယ်လိုနေရာမှာပြန်ကြလဲဆိုတော့နော်ပေါင်းလေးကြောင့်တူဆောင်းမှာ၄ပြိလို့ထောက်မှာပြန်ကြရပါတယ် ဲသုံးချိန်မှာသုံးထိပ်နောက်ပေါင်းလေးနဲ့ရိုက်တယ်နဲ့သုံးကက်မြောက်ရိုက်တယ်ထဲဒီနှလုံးလေးကနောက်ပေါင်းလေးလိုရိုက်ရိုက်သုံးထိပ်ရမို့လို့သုံးထိပ်ကနေတစ်ချိန်တစ်ချိန်သုံးချိန်ရေးလိုက်တဲ့ဒီကနန်းကလည်းလုံးဝပြန်ကြရပါလေတဲ့အဲ့မှာနောက်ပေါင်းလေးကြောင့်သူ့ဆောင်မှာလေးပရိတ်ထောက်မှပြန်ကြရပါနော်လုံးဝအမှန်ကန်ဗျာစနစ်ကဒါဖရိန်ကိုယူထားပါနော်ဖရိန်ကိုယူထားပြီးတော့မှကိုယ်လည်းကိုယ်တက်နိုင်တယ်လို့အတူကြီးပြန်ရှာဟုတ်ပြီ အော်ဒီမှာတားလိုက်လို့နေလို့လေခါနေမပြတ်ဆက်လိုက်မယ်နော်ဒီဖိန်ကိုလို့ဖိန်ကိုကြည့်နော်ဒီကောင်ကအဲလှုပ်လှုပ်တဲ့၃ချိန်မှ၃ထိန်နောက်ပေါင်းလေးအဲ့နောက်ပေါင်းလေးကထိုးသီးနှလုံးလေးကတက်ရိုက်တယ်တနည်းအားဖြင့်ဒီ၃လုံးခွန်ကဘရိတ်ခွန်လိုရိုက်တယ်နော်အဲ့၃ထိန်မလို့၃ထိန်ကလည်း၃ချိန်ရေးလိုက်တဲ့ကနေကနောက်ပေါင်းလေးကြောင့်လေးဘရိတ်လေးဘရိတ်ခံမှသူကဒီတောင်းမှပြန်ကြတာနော်ဒီဖိန်ကိုတရားမှတ်တာ အဲဒီမှာသုံးထိပ်နောက်ပေါင်းလေးဒီနှလုံးလေးကနောက်ပေါင်းလေးကိုတက်ရိုက်တာတနည်းအားဖြင့်ဒီသုံးလုံးခုံကဘရိတ်ခုံမယ်အဲသုံးထိပ်မို့လို့အဲသုံးထိပ်ကနေသုံးချက်ရိုက်တဲ့ဒီကနေ့ဟာနောက်ပေါင်းလေးကြောင့်လေးဘရိတ်ထောက်မှသူကပြန်ကျရတယ်နော်ဒီမှာသုံးထိပ်နောက်ပေါင်းလေးဒီနှလုံးလေးကနောက်ပေါင်းလေးကိုတက်ရိုက်တယ်ဒီသုံးလုံးခုံကဘရိတ်ခုံမယ်နော်အဲမှာသုံးထိပ်ကြောင့်သုံးထိပ်ကနေသုံးချက်ရိုက်တဲ့ဒီကနေ့ဟာပြန်ကျရတယ်ဘယ်လိုနေပြန်နောက်ပေါင်းလေးကြောင့်လေးဘရိတ်သူ့သောင်းမှထောက်မှပြန်ကျတာနော်လုံးဝအမှန်ကန်ဖရိန်ကတော့လုံးဝ good ပေါ့ဒါနဲ့ဆက်ဆက်ပြီးရှာပေါ့နော်ဖရိန်ကောင်းတစ်ခုတွေ့ရင် ိုအတွေးကောင်းတာနဲ့တစ်ချက်တည်းပေါ်သိမ်းသွားနိုင်တယ်နော်ဒီထဲမှာယူဆချက်က3မျိုးရှိတယ်ဗောနော်3မျိုးရှိတယ်ကျွန်တော်မြင်တလောက်ဗောနော်ကျွန်တော်မြင်တော့3မျိုးကိုကျွန်တော်ပြောပြပေးသွားမယ်ကြက်ကြက်လူက3မကြက်ကြက်လူက3နဲ့နော်ဟုတ်ပြီပထမတစ်ချက်ကဘာလဲဆိုတော့အဲ့လို3ထိပ်ကနေ3ချက်ရလိုက်တဲ့ကနေကနောက်ပေါင်း၄ချက်သူဆောင်မှာ၄ဘိတ်ထပ်ခံမှာပြန်ကြရဲ့အဲ့လိုပြန်ကြပြီဆိုရင်အဲ့ဒီ၄ဘိတ်ကနေတော့ကျွန်တော်တို့ဒီတစ်ချိန်တစ်ချိန်၃ချိန်၄ချိန်ဆင်းလိုက်ရင်ဒီမှာထွက်တဲ့ကနေပထမဆုံးယူဆကြည့်မယ် ဒီမှာကျွန်တော်သုံးထိပ်နှပုံးလေးသုံးထိပ်ရသုံးရတော့ကျွန်တော်ဟာနော်နှပုံးလေးကြောင့်သူတောင်းမှာလေးပလေးထောက်မှာပြန်ကြပြန်ကြပြီဆိုလေးပလေးကနေဘေးလေးချိန်မှာထွက်မယ်ဒီကနန်းကိုကျွန်တော်တို့ယူဆကြည့်အောင်နော်ဒီမှာသုံးထိပ်နှပုံးလေးသုံးထိပ်ကနေသုံးညရတဲ့ကနန်းကနှပုံးလေးကြောင့်သူတောင်းမှာလေးပလေးထောက်မှာပြန်ကြတာအဲ့ဒါလေးပလေးကနေဘေးတစ်ချိန်နေသုံးညလေးချိန်အခုပွဲကိုလေးပလေးကနေဘေးလေးချိန်ကိုကျွန်တော်တို့စဉ်းစားကြည့်အောင်နော်ပထမတစ်ချက်အဲ့မှာ तू ကလုံနေတာတော့ယူဝရှင်းရှင်းပေါ့နော်အခု လေးပရိရဲ့ဘေးလေးကြိမ်နော်လေးပရိခံမှာဒီကဏ္ဍပြန်ကြရဲအဲ့မှုလေးပရိရဲ့ဘေးလေးကြိမ်မှာထွက်တဲ့ကဏ္ဍကသူကဘယ်လိုလုပ်နေလဲဆိုတော့ဒီအခွားကိုနော်ဒီရှစ်ခုံဆိုတဲ့အခွားကိုသူအတွဲလိုက်ပြုတ်တာနော်အတွဲလိုက်ပြုတ်အဲ့မှာသူကဗရိငါးပုံတင်နေပြုတ်တာနော်ဗရိငါးပုံတင်နေပြုတ်တာအဲ့လိုမျိုးပြုတ်မလားဒီမှာကသူကဗရိငါးပုံတင်ယူရင်ကျွန်တော်တို့ကဒီမှာဇောင်းမှာဗရိငါးရှိတယ်နော်စင်ပြေတယ်ဗောနော် အဲ့ဆိုရင်ဒီမှာကျွန်တော်တို့လေးဘလိတ်ခံပြီးဒီကနန်းပြန်ကြလို့လေးဘလိတ်မှာခွာခဲ့တဲ့နှစ်နှစ်ခွာကဒီမှာသူကနှစ်နှစ်ကိုအတွဲလိုက်ပြုတ်ပြုတ်တယ်မှာငါးဘလိတ်ပုံတင်နေကြိုက်မှာအဲ့သူတောင်းမှလည်းသူကငါးဘလိတ်ကရှိတယ်နော်အဲ့ဆိုရင်ကျွန်တော်တို့အခုလေးဘလိတ်ထောက်ပြီးဒီကနန်းပြန်ကြလို့လေးဘလိတ်ကနေဘေးလေးချိန်မှာထွက်တဲ့ကနန်းကဒီ60နှစ်ခွာကိုအတွဲလိုက်ပြုတ်မလားဒါမှဘရိတ်ငါးပုံတင်နေချက်မှာလားဒါမှမဟုတ်ဇောင်းဘလိတ်ကိုထိုးမှာလားဒီမှာတော့ငါးဘလိတ်မဟုတ်တော့ခွန်ဘလိတ်ဖြစ်နေပြီနော်ဒါတော့ကိုကယူဆကြည့်ပေါ့အဲ့ဆိုကျွန်တော်6နှစ်တွဲကို အချောင်းနှစ်တွဲကိုကျွန်တော်တို့ကအဲငါးပရိနဲ့ထွက်မယ်ဆိုရင်အချောင်းနှစ်ခွန်ပေါ့နော်ချောင်းနှစ်ခွန်ချောင်းနှစ်ခွန်အားတကယ်လို့ခွန်ပရိကိုဇောင်းထိုးမယ်ဆိုရင်တော့ချောင်းနှစ်ကိုအားပေါ့အဲဒါပထမယူဆချက်ပေါ့နော်ဒီကြားထဲမှာဒီယူဆချက်လေးနဲ့ကိုနီးနဲ့တိုက်ဆိုင်ရင်သုံးပေါ့နော်ဒါပထမယူဆချက်အဲ့မှာကျွန်တော်ကချောင်းနှစ်ခွန်ကိုကြိုက်တယ်ဘာလို့ကြိုက်လဲဆိုတော့ तू ကအဲဒီရှစ်ခွန်တွဲကိုဒီမှာရှစ်ခွန်တွဲပြုတ်တယ်အဲ့မှာ तू ကဒီနောက်ထောင်သုံးလုံးနှစ်ကအဲနောက်ထောင်သုံးလုံးနှစ်လို့ပဲဝင်တယ်အဲ့ဒါဆိုရင်ရှင်းနောက်ပိတ်နဲ့ကျွန်တော်တို့က အဲပရိငါရပါဘူးနော်အဲ့မှာသူကဒီနှစ်နှစ်တွဲကဘေးလေးကြီးမှာနှစ်နှစ်တွဲလို့ပြုတ်တော့သူကဒီဇောင်းပရိကလည်းငါးပရိကြီးဆိုအဆင်ပြေတော့ဗောနော်အဲ့ရှိမှာသူကနောက်ထောင်သုံးလုံးခွန်ကနောက်ထောင်သုံးလုံးခွန်လို့ပဲအဲသူထောင်သွားတယ်ဒါတင်းနောက်ပိနေပရိငါဆိုရင်ဒီကောင်ကကြိုက်တယ်နော်အဲ့ဆိုဒီ၆နှစ်တွဲကိုဒီမှာပြုတ်တဲ့အချိန်မှာကျွန်တော်နောက်ထောင်သုံးလုံးဒီကျွန်တော်တစ်တစ်ဆိုတော့ကျွန်တော်တို့ကအဲဒီမှာနောက်ထောင်သုံးလုံးတစ်ဖြစ်အောင်ကျွန်တော်တို့ကခွန်နောက်ပိထည့်အဲ့ဆိုကျွန်တော်တို့ကပရိငါပုံတည်နေ 6နှစ်ခွန်26ခွန်ဒီကောင်ကပုံမိုက်နော်6နှစ်ခွန်26ခွန်ဒီကောင်ကပရိငါပုံကိုက်မယ်ဗောနော်ဒီဇောင်းပလိထိုးရထက်ဆိုင်ရင်ပရိငါပုံတည်ယူလိုက်တာပုံပြီးအဆင်ပြေတယ်နော်ဒါပထမယူစားချက်ပေါ့နော်။ဒါမှမဟုတ်ကျွန်တော်တို့ကအကျဉ်းကိုက်ပေါ့နော်။ဒီကနော်ကျွန်တော်တို့ဒီဒီမှာလည်းသူကအကျဉ်းကိုက်စနစ်တည်တာဘူးနော်။အဲ့ဒါဆိုကျွန်တော်တို့အကျဉ်း20မှာကသူကအကျဉ်း20ကိုစဉ်းစားကြည့်အောင်အကျဉ်းကိုက်နေနော်။ ဒီမှာလည်းအကျဉ်း20ကိုကျွန်တော်တို့စဉ်းစားကြည့်အောင်အကျဉ်း20မှာကျတော့သူကအုံညထိတ်စီတဲ့အုံညထိတ်စီပုံသေးနဲ့ထွက်တာနော်အုံညထိတ်စီပုံသေးအဲ့မှာသူကတနာတိတိဝင်တဲ့ချိန်မှာဒီခိုင်းနှလုံးကလည်းတုံညနော်အဲ့မှာနှစ်ဦးမှထွက်တဲ့ကွာတုံးကနောက်ပေါင်းတုံးနဲ့သူကတကွက်ထဲလိုက်တာတုံညရှင်ကပြီးလို့ရှိရင်သူကဒီမှာလဲသူကချိန်နေစင်မှာကတုံညတိတိပုံသေးပဲဒီတုံညတိတိကြောင့်ခိုင်းနှလုံးတုံညအဲ့ချိန်မှာသူကနှစ်ဦးကွာရှစ်ကိုသူကနောက်ပေါင်းရှစ်နဲ့ တကွက်ထဲလိုက်တယ်နော်အဲ့ဒါလိုက်မယ်ဆိုရင်အချိန်ကြီးစနစ်နဲ့လုံမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ၃ညထိတ်ဝင်ရမှာနော်၃ညထိတ်ဝင်ရမှာဆိုတော့ကျွန်တော်တို့ကဒီ၃ညထိတ်ဝင်ဒီနှလုံးကလည်း၃ညဆိုတော့ကျွန်တော်တို့တက်ခါဝင်ရမယ်အဲ့မှာဒီကဒီမှာနှေးဦးကွား6ကနောက်ပေါင်း6ဆိုရင်ဒါကျွန်တော်၃ညတင့်ကနောက်ပေါင်း6ဖန်ထားတဲ့စနစ်လည်းရှိရယ်နော်၃ညတင့်ကဒါတော့ तू ကတော့ဒေးတစ်ခွက်ထဲပေးသွားမလားပေါ့နော် ထမတစ်ချက်ကကျွန်တော်တို့၅ပြိတ်ပုံတင်နဲ့ဒီ၄ပြိတ်မှာထောက်တဲ့၄ပြိတ်က6နှစ်ခွာ6နှစ်ခွာလို့ယူရနော်အဲ့မှာ9300လို့9300လို့ထည့်လိုက်ရင်6နှစ်ခွန်2 6ခွန်ကကြိုက်နော်အဲ့တော့ကျွန်တော်ဒီကျွန်တော်ကြိုက်တဲ့ဟာ3ကွက်ပေါ့နော်အဲ6နှစ်ခွန်အဲ2 6ခွန်ဒါဒီကောင်ကြီးကဒီ site ကြီးကတော်တော်မီးရ2 6ခွန်တမားကြီးတော်တော်များတယ်နော်မီးတဲ့လူတွေပုံညာတင်ကောင် အမှုဒီတင်လေးနဲ့ဒီမှာလာတွေ့နေမှာဟုတ်လားနော်နောက်တစ်ချက်ကကျွန်တော်ကဘယ်မှာနောက်ဆုံးတစ်ချက်ပေါ့နော်နောက်ဆုံးတစ်ချက်ကကျွန်တော်ဘယ်ဟာကိုစဉ်းစားလဲဆိုဒီနောက်ပေါင်းလေးကြောင့်နော်လေးပိတ်ထောက်မှဒီသုံးထိပ်ကနေသုံးချက်ရတဲ့ကနန်းကပြန်ကြလို့ဒီလေးနဲ့ပတ်သက်ပြီးကျွန်တော်လှုပ်လို့ရှိနေဒီနောက်ပေါင်းလေးကြောင့်ကျွန်တော်အဲ့ဒီတည်းမှာပထမဆုံးထွက်တဲ့လေးထိပ်ကိုကျွန်တော်လိုက်စာကျင်တာနော်ဒီမှာလေးထိပ်ပထမဆုံးထွက်တဲ့လေးထိပ်အဲ့ဒီပထမဆုံးလေးထိပ်ထွက်လာရင်သူကသူ့ပါပါနောက်ပေါင်း9နဲ့ထွက်နေတာ အဲ့ဒါကိုစဉ်းစားလဲနော်အဲ့ကောင်ကျွန်တော်ကြိုက်ဥပမာကြာဒီစနစ်က member credit ထည့်လိုက်တာနော်ပါဝတီရထည့်လိုက်တာအထူးအဒီကတော့ပြန်ကြပါဘောနော်အဲ့မှာကျူကြီးနောက်ပေါင်းလေးကြောင်း၃ထိပ်ကနေ၃ညကြီးလိုက်တဲ့ကနေဟာ၄ပိတ်ထောက်ပြန်ကြလို့အဲ့ဒီထိပ်မှာကျွန်တော်ပထမဆုံး၄ထိပ်ဒီပထမဆုံးထွက်တဲ့၄ထိပ်အဲ့၄ထိပ်လို့စထွက်ရင်တော့သူ့ပါပါနောက်ပေါင်း၉နဲ့ပြအဲ့ဒါကိုစဉ်းစားတာနော် အဲ့ဆိုကျွန်တော်တို့ကအခုချိန်ဒီကဒီနောက်ပေါင်းလေးကြောင့်၄ဘိတ်ထောက်ပြီးတော့မှသုံးထိပ်ကနေသုံးချိန်ရေးလိုက်တဲ့ကနေပြန်ကျသွားပြီဆိုတော့ကျွန်တော်တို့ကဒီအချိန်တည်းမှာ၄ထိပ်ကလုံးဝမလာသေးဘူးနော်အခုဘွဲမှာလာလို့ရတယ်ပဲနော်အေးမင်းပြေးစုံနဲ့ပြေးပါသေးခင်ဗျာနော်ကျေးဇူးပါဗျအဲ့လိုဆုတောင်းပေးလို့နော်ဘာကြောင့်သူကဒီမှာထွက်လို့ရလဲဆိုတော့ဒီမှာသူ့ဘုံမှာသူက၆ခွာရှိတာ အဲ့6ခွက်ကလေသူတောင်းမှာသူက၄ခါပုံတည်ရှိတယ်နော်၄ခါပုံတည်ရှိအဲ့၄ခါရဲ့ဇောင်းမှာ6ခွက်ရမှာအဲ့6ခွက်ရဲ့ရင်းတိုင်းမှာလေ၄နောက်ပဲရှိရမှာတနည်းအားဖြင့်ဒီနှလုံးကပုံတည်ရှိတယ်နော်ပြီးလို့ရှိရင် तू ကဒီမှာက तू အောက်မှာက तू က၈ထိပ်ရှိရှိရမှာနော်၈ထိပ်ကြီးအဲ့၄ထိပ်ကြတော့မယ်ဆိုရင်ပြောရနော်ဒီမှာ၄ထိပ်ကြတော့မယ်ဆိုသူ့ပုံမှာ6ခွက်ရှိရမယ်အဲ့6ခွက်ကသူ့ဇောင်းမှာ၄ခါပြီးတော့9ခါရဲ့ဇောင်းမှာရှိရမယ်အဲ့6ခွက်ရဲ့ရင်းတိုင်းမှာလေ အဲသူက၄နောက်ပိတ်ပြီးတော့၃နောက်ပိတ်ရှိရမယ်တနည်းအားဖြင့်ဒီနှလုံးကပုံသေးရှစ်တာပြီးလို့ရှိရင်သူအဲ၄ထိပ်ရဲ့ရင်ဆိုင်မှာလည်း၈ထိပ်ပြီးတော့၉ထိပ်လို့ရှိနေရမှာပုံသေးနော်ဒီတတရယူထားချက်ကိုကျွန်တော်ကြိုက်တယ်အဲဆိုကျွန်တော်က၄ထိပ်ကဒီနေ့ထဲမှာလုံးဝမထွက်လာသေးဘူးမထွက်လာသေးဘူးဆိုတော့တကယ်လို့ဒီမှာ၄ထိပ်ထွက်မယ်ဆိုရင်ထွက်လို့ရတယ်ဘာကြောင့်သူ့ဘုံမှာ၆ခွရှိတယ်အဲ၆ခွကလည်း၄ခါ၅ခါပြီးတော့၆ခါရဲ့ဆောင်းမှာထွက်တာအဲ၆ခွရဲ့ရင်ဆိုင်မှာလည်း၄နောက်ပိတ်၃နောက်ပိတ်ပြီးတော့၂နောက်ပိတ်နဲ့ဒီနှလုံးကပုံသေး၈ထောက်ထားတာအဲမှာလည်းသူကဒီသူ့ရဲ့ရင်ဆိုင်မှာလည်း ရှစ်ထိတ်ကိုးထိတ်ပြီးတော့တုံညထိတ်လို့သူကပုံစီထည့်ထားတာဖရိန်ကိုလုံးဝအခိုင်မှတည်ထားတာအဲ့မဒီဘွားမှာသူကလေးထိတ်ဆက်ကြပါလို့ရတယ်အဲ့ဒီငုနာပြောသလိုပေါ့လေးထိတ်ကြရင်နောက်ပေါင်းကူးနေအဲသူ့ပါပါနောက်ပေါင်းကူးနေဆိုနော်အဲ့စနစ်ကိုကျွန်တော်ကြိုက်ဘာလို့ဒီပထမ6ခွခွမှာသူကမဖြစ်ခဲ့ဘူးနော်ပထမ6ခွခွဘာကြောင့်တော့ဒီမှာ6ခါလည်းမရှိဘူးနော်6ခါနဲ့ဒီနှလုံးနှိမ့်မဖြစ်ဘူးဒီမှာလည်းသူကတုံညထိတ်မရှိဘူးနော် အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာက၄ထိပ်စကြလို့ရပြီဒီမှာဖရင်ကတော့သူကခိုင်မာနေပြီပေါ့နော်၆ခွားရဲ့၄ခွားအောက်မှာ၄ထိပ်၄နောက်ပိတ်လိုက်တယ်သူကမှ၈ထိပ်ဝင်တယ်နော်အဲ့သူ့ပုံမှာလည်း၆ခွားထည့်အဲ့၆ခွားလို့အဲ့လိုဖရင်ခွေလာမှသူက၄ထိပ်ကြီးကဒီမှာစကြရတာပါစကြရင်လည်းသူ့ပါပါနောက်ပေါင်း၉နဲ့စကြရတာပါတဲ့နော်အဲ့မှာသူက၈ထိပ်ကြီးကိုဒီသုံးလုံး၈သွားမယ်ဆိုရင်တော့၄နှစ်ကုန်တပေါက်ပေါ့ဗျာ ဒီမှာလည်းသူကဒီတိုင်းပဲဗျနော်၄၅ခါ၆ခါပြီးတော့၅ခါသူကမှ၄နောက်ပဲပြ၃နောက်ပဲဒီနှလုံးကပုံစံရှစ်တာပဲတွေ့ရင်လည်းမှ၆ခါလိုက်တယ်သူကမှလည်းသူကဒီမှာရှစ်ထိပ်ပြီးတော့၉ထိပ်ခံထားတယ်နော်အဲ့မှာသူက၄ထိပ်ကိုအဲ၄ထိပ်ကိုပုံစံလိုက်လို့ရတယ်လိုက်ရင်လည်းသူ့ဘာကနောက်ပေါင်း၉နဲ့နော်နောက်ပေါင်းကလည်းဒီ6ဟာကိုဒီ3လုံး6လို့ထည့်သွားမယ်ဆိုရင်တော့အလေး၈တက်တပေါက်သေးပေါ့နော်ကျွန်တော်ဒီဘက်၄၈တက်ကြိုက်နေဒီမှာလည်းဒီဘက် ၄ခါ၅ခါ၆ခါ၅ခါပြီးတော့သူကဒီခါ၅ခါပြီးတော့၆ခါပဲခြံခါရအောင်မသူကအဲနှင်းနောက်ပြေးလိုက်တာနော်သူကရင်ထဲမှာသူက၆ခါထွက်သွားတယ်ဒီမှာလည်း၈ထိတ်၉ထိတ်ပြီးတော့၃ညထိတ်နော်အဲ့ဒီရင်ထဲမှာ၄ထိတ်စကြလို့ရတယ်နော်၄ထိတ်စကြ၄ထိတ်စကြရင်သူစနေရတော့နောက်ပေါင်း၉နဲ့ပဲလာမှာနောက်ပေါင်း၉နဲ့လာမှာနော်အဲ့ဒီမှာသူကဒီ၃ညထိတ်ကိုခါ၃လုံး၃ညမယ်ဆိုရင်တော့၄၈ပေါ့ဗျာ၄၈ပေါ့ဒါမှမဟုတ်ကျွန်တော်တို့က၄ထိတ်နောက်ပေါင်း၉လို့ အဲလေးထိပ်နောက်ပေါင်း9လူယူလိုက်တာเนาะပူစင်ပြေတယ်เนาะနောက်ပေါင်း9ဒါပရိတ်သုံးပေါ့ဗျာဘာကြောင့်ကြိုက်ရလဲဆိုတော့ तू อ่ะအတိုင်းဒီကောင်ကလေးထိပ်ဆက်ကြရနဲ့ပရိတ်သုံးနဲ့လည်းဝင်ရမယ်အဲ့လိုဝင်တဲ့အချိန်မှာ तू อ่ะဒီသူ့ရဲ့ရင်ထဲမှာရှိတဲ့ဟာဒီသုံးပရိတ်ကြောင့်ပရိတ်သုံးကလည်း1 9 3ဆိုပြောမှာပရိတ်သုံးကလည်း3လူကြိုက်နေရမှာเนาะ3လူကြိုက်နေရမှာဒီမှာကလေးထိပ်ဆက်ကြရင် तू ပါပါနောက်ပေါင်း9နဲ့အဲ့သူ့ရဲ့ရင်ထဲမှာရှိတဲ့ဒီမှာ6ပရိတ်ကြောင့် ဘလေး3ခုကလည်း6လေး3ဆိုပြီးတော့မှ6လို့ကိုက်နေရမှာနော်ဒီမှာကျွန်တော်တို့ကလေးထိပ်ကိုကျွန်တော်တို့ကရမ်းယူလိုက်ပြီးနောက်ပေါင်းသူ့ပါပါနောက်ပေါင်း6နဲ့ယူလိုက်ပြီးအဲဒါဆိုကျွန်တော်တို့3ပရိတ်ဝင်ရအောင်3ပရိတ်ဝင်သူ့အခြေအနေမှာရှိတာကကျွန်တော်တို့က10ပရိတ်အဲ10ပရိတ်ကိုဘလေး3ခု10ဖြစ်လာလေ10ပရိတ်10ပရိတ်ရှိတော့3ပရိတ်ဝင်လာရင်လေ10လို့ကိုက်နေတာနော်အဲ့မှာကျွန်တော်ဒီကောင်ကိုကျွန်တော်လေးထိပ်နောက်ပေါင်း6အကွက်ပြည့်ပဲနော်10ကွက်တိုက်အဲ့ဒီမှာကျွန်တော်ကြိုက်တဲ့ဟာကိုယူပြီးတော့မှအဲမမကလည်းကျွန်တော်ထည့်လိုက်တယ်ပေါ့ဗျာ ဒါမဲ့ဆယ်ကွယ်လုံးတော့ပါသွားတယ်ပေါ့ရန်ဝတ်ထိုးတဲ့လူရောဆိုရင်ဆယ်ကွယ်လုံးပါမယ်ပေါ့နော်အဲထူရောဒီနဲ့ပါဝောဒီနှစ်ကွက်ပဲနှစ်မျိုးကထိုးတဲ့လူကတော့ဟိုရွေးရဲထဲပါသွားတာပေါ့နော်အဲ့ဒါမှကျွန်တော်ကြိုက်တာကဗတ်တက်လေဆို၄တိနောက်ကောင်းကူးတဲ့မှာကျွန်တော်က၄တိ၈အဲ၄ရှိတယ်ဒါပေါမန်ပါပါဝတိပဲနော်အဲ၄နှစ်ခွန်အ၄ခွန်နှစ်နော်ဒီ၄ွက်တဲ့ကိုကျွန်တော်ကြိုက်တာ၄ထိနောက်ပေါင်းကူးတဲ့နော်ဘာလို့၄ထိကြဖို့က တွေ့အထောက်တွေခိုင်မာနေရကြနော်ပြီးလို့ရှိရင်သူကဒီမှာအထောက်တွေခိုင်မာတဲ့ပြင်ကိုရင်းတိုင်းမှာရှိတဲ့ဗရိတ်၃ကြောင်းဗရိတ်၃ခု၃ဆိုလဲကြိုက်သွားတာပဲနော်ဒီမှာလည်းအထောက်တွေခိုင်မာတယ်ဂျီသူကရင်းတိုင်းမှာရှိတဲ့၆ဗရိတ်ကြောင်းဗရိတ်၃ခု၆လို့လဲကြိုက်နော်ဒီမှာလည်းကျွန်တော်အထောက်တွေကလည်းခိုင်မာ၆ဘူး၆ခွားလည်းကြာလာပြီနော်အဲ့မှသူကရင်းတိုင်းမှာရှိတဲ့၈ဗရိတ်ကြောင်းဗရိတ်၃ခုရှစ်မယ်ဆိုရင်လေ၄၁၃ဆိုတော့အဖက်ဖက်ကနေကြိုက်ရင်အဲ့မှဒီဘွဲမှာ၄ထိပ်စကြမယ်ဆိုတဲ့ယူဆကိုအဲဒီကောင်ကျွန်တော်ကြိုက်တာဗောနော်ဒီတတိယယူဆချက်ကိုကြိုက်တယ်အဲ့မှာကျွန်တော်၄၈၄၈၁ကိုပို့ကြိုက်တယ် ဘာကြောင့်ကြိုက်လဲဆိုတော့အဲ့မှာကျွန်တော်ဒီ9ခွန်ခွန်လို့ထောင်းမယ်နော်။ तू ကတော့ဒါ6ခွန်ခွန်လေးယူလို့ရတယ်။အဲ့9နောက်ဘက်ကနေတော့ဘေးတစ်ချိန်၊2ချိန်၊3ချိန်၊4ချိန်တက်လာရင် तू 48လိုက်ခဲ့ရင်နော်။9ခွန်ခွန်ထောင်းပြီး48လို့ဒီကလိုက်ခဲ့ရင်အဲ့48ကနောက်နှစ်မှာ तू ကလိုက်ထွက်တာ။ဘလူးနေရာမှာထွက်တာတော့တော့9ကူကူလို့ခါတုံးလုံးထောင်းလိုက်။ရေးတိုင်းမှာ9ကူကူကလည်း၃ပဲလေနော်။အဲ့9ကူကူထောင်းတာနှစ်ကပ်ပဲရှိတာ။အဲ့48လိုက်ဖို့ကလည်း ူကအဲ့လိုမျိုးဒီမှာလိုက်ပို့လို့ရအဲ့လိုပို့လို့ရဆိုရင်သူကဒီဒီသုံးချိန်မှာရလေ၄သုံးချိန်ကပုံစံထောက်ထားရမယ်သူကဒီ၅ချိန်မှာလဲ၆သုံးချက်ကပုံစံထောက်ထားရမယ်နော်ဒီ၅ကိုကိုလဲထောင်ထားရမယ်၆၆၀ရလဲအချိန်ကြိုက်မှာရှိရမယ်၃၄ချိန်ကလဲအချိန်ကြိုက်မှာရှိရမယ်ဒီစုံချက်တွေမှာဒီ၅ခုခုထောင်ပြီးဘေး၅ဘေးလေးချိန်မှာထွက်တဲ့၄၈တက်ကိုဒီမှာလိုက်ပို့တယ်လို့ကျွန်တော်ယူဆတာနှစ်ကပ်စီးနေပေါ့နော်ဒီမှာလည်းသူကဒီပုံမှာလည်း466ရှိရပါတော့နော်6900လို့ယူလို့ရတာပေါ့ဒါ900ပဲပြောပါ900 ငါခုံဝဲပြီးတချင်းချင်းသုံးချင်းလေးချင်းမှာသူက၄၈တက်ထွက်ပြီထွက်ပြီးတော့အဲ့ကနာဒီလူနှစ်ကိုလိုက်ပို့ဖို့များသွားပြီအဲ့မှာလေသူကလိုက်ပို့ဖို့အတွက်ကသူကငါကိုကိုကလေဒုတိယမြောက်ထောင်ထားပေးတယ်ငါကိုကိုထောင်တာနှစ်ကပ်ပဲရှိတယ်နော်အဲ့ဒီသူ့ရဲ့ရင်လိုက်တစ်နှစ်ကျော်မှာသူကဒီမှာပို့လို့ရတယ်အဲ့လိုပို့လို့ရတဲ့သူဘေးငါးချိန်မှာလေသူက660ကပုံတိရှိနေတာအဲ့သူသူဘေးသူ့ရောက်ဘေးသုံးချိန်မှာလေရှိ၄၀ကပုံတိထောက်ထားတယ်နော် တို့ခုရှိကဟိုပါလေပြီးခဲ့ပါ696ထွက်တာလေနော်ဒီမှာ900ခုထောင်းနေဘေးလေးချိန်မှာတော့48ထဲလိုက်တယ်လဲလိုက်ရင်အဲ့48ခုကိုလိုက်ထွက်တယ်ဘလူးနေရာမှာထွက်တာလဲ999ပထမ999လို့ထောင်းနေရင်းတဲ့တစ်နှစ်ကျော်သူ့ရဲ့သူ့ရဲ့အောက်ဘေး၃ချိန်မှာလဲ438ပတ်လိုက်ပုံစံရှိရမယ်သူ့ရဲ့ဘေးအပေါ်၅ချိန်မှာလဲ660ပုံစံရှိရမယ်ဒီဖိလေးစုံချက်မှာနော်ဒီဖိလေးစုံချက်မှာကျွန်တော်တို့48ကိုဒုတိယမြောက်အဲနောက်နှစ်ကိုလိုက်ရွှေ့သွားလို့ရတယ်နော်အခုဒီမှာလဲသူကဖိလေးကခင်းလာတာပဲ ငါးခုခုထောင်းနဲ့တူပြီးလေးချင်းမှလေးရှိတဲ့တဲထွက်တယ်ထွက်ရင်ဒီကနေ့ကလိုက်ပို့ဖို့အကောင်းတယ်ဘယ်လိုသုံးလဲမကြမ်းပါသေးဘူးနော်အဲ့မှာဆိုတော့ကျွန်တော်ခုနကကျွန်တော်တို့ပြောခဲ့တဲ့လေးထိတ်နောက်ပေါင်းကူးထဲမှာဒီနှစ်ကွက်ကိုကြိုက်တယ်ဆိုတော့အဲ့ဒါဒီနှစ်ကက်စီနဲ့ပြောတာနော်အဲ့ဒီမှာကျွန်တော်တို့ကငါးခုခုကလည်းဒုတိယနောက်ဒီမှာပဲထောင်းတယ်အဲ့ထောင်းနေချိန်လိုက်တစ်နှစ်ကျော်မှာအဲ့လေးရှိတဲ့ကိုရှေ့သွားလို့ရတယ်ရှိရှိဘူးတဲ့သူအဘေးအောက်သုံးချိန်မှာလည်း၄၃ရှစ်ပဲပုံတိရှိရဲ့သူ့ရဲ့အပေါ်ဘေးဘေးဘေး၅ချိန်မှာလည်း၆၃၆ပုံတိရှိတယ်နော်ဒီဖရိနေဒီအခါထောင်းနေစုံချက်မှာ ခုနက9000ခုထောင်ဘီလေးကြီးမှာထွက်တဲ့68တစ်ကိုလုံးဝလိုက်ထွက်သွားလို့ရတယ်နော်အမောအဲနှစ်ခုနှစ်ခုဝန်ကြီးမပိုင်ပြီးဘူးလေဒါတော့စနေရလိုက်ပြောတာပါဗျာဘယ်သူမှအပိုင်မသိပါဘူးနော်အဲနှစ်ခုတိုက်ရင်တော့၄နှစ်ခု၄ခုနဲ့ထိုးပေါ့ဒီနှစ်ခွက်ထိုးပေါ့ကျွန်တော်ကတော့ကြိုက်တယ်အိုးကြီးကြီးမှအများကြီးကျွန်တော်ဆင်ပါနော် နှစ်ခုကြာရင်963နဲ့ကတ်လိုက်လေနော်963ပြီးနဲ့ကတ်လိုက်အာ963ပြီးနဲ့ဒီကောင်လည်းတောက်လျှောက်မှန်နေရအကျင့်40ကျော်နေနော်ကျွန်တော်ကလင်နာကြီးထုတ်ပေးတာ656အမ656ကြီး12နှစ်မြောက်အမ656ကြီး963ကြီးညီမနှစ်ခုကြာရင်နှစ်ခုကြီးကိုကတ်လိုက်တော့တလုံးမှမတူဘူးဒါလည်း12နှစ်မြောက်ကြီး656ကလည်းကလင်နာထုတ်ပေးထားတာဒါကကြတော့လက်တွက်မူထိုင်းကြီးအကျင့်40ကျော်နေပေါ့နော် နှစ်ခုလေးမွေးထုံးနေကိုခုဘွဲမှာကောင်းတယ်ဗျာ၄နှစ်ခုန်၄ခုန်နဲ့လို့ချဗျာမွေးထုံးနေဒီနှစ်ခွက်ကိုတင်ချဘာလို့ဖရင်မာလို့ပြောတာနော်ဖရင်တော်တော်မာတယ်ဒီမှာထောက်ချက်တွေထောက်ချက်တွေကလုံးဝလှတယ်ပြီးလို့ရှိရင်ရင်းနိုင်ရှိတဲ့ဗရိတ်ကြောင့်ဗရိတ်သုံးခုသုံးမှန်ဆိုရင်လေသူက၄နှစ်ထားကြရင်နောက်ပေါင်း၉နှစ်ဆိုရင်ပထမကတ်မှာတော့၄နှစ်ခုန်ဗျာနော်ဒုတိယကတ်မှာက၄၈တာမတူကဟိုလိုမျိုးရိုးလေးပဲ၄၈၄နှစ်ခုန်၄၈၄90လို့မြန်အဲရိုးရိုးလေးမြန်ပေးွားမလားနော်အဲရိုးရိုးလေးပေးွားရင်လည်းရတာပဲ အဲလေးထိတ်ကိုကြိုက်နေဒီဘွဲမှာဒါကကြိုက်နေလေးထိတ်တွေနဲ့ကျွန်တော်မမကတ်တွေထုတ်ထားတာနော်လေးထိတ်တွေနဲ့ကျွန်တော်ကလေးကိုတလုံးအပိုင်းကင်တာဗျာနော်လေးတိတိဆိုက်ရှိရဲ့တဲ့လေးတိတိရှိတယ်မူးသီးရှိရဲ့လေးတိတိတဲ့တဲ့မူးသီးရှိရဲ့လေးတိတိနော်ကြဲရတာလေးပါနော်ဒါတက်နိုင်တဲ့လူကတော့လေးထိတ်နောက်ပေါင်း90ကွက်ထိုးလိုက်ပေါ့နော်မတက်နိုင်တဲ့လူကတော့ဒီ၄ကွက်ပဲထိုးလိုက်ပေါ့နော်အခုပြပြရကျွန်တော်တကွက်2ကွက်3ကွက်နော်၄ကွက်5ကွက်6ကွက်9ကွက်ပေါ့နော် အလုံးပေါင်း73ကွက်ရှိမှာ73ကွက်ပြည့်ထိုးနိုင်ထိုးပေါ့မထိုးနိုင်လည်းဒီ9ကွက်ထိုးပေါ့မထိုးနိုင်ဆိုလည်းကိုကြက်တဲ့ကွက်ရွေးထိုးပေါ့နော်ကိုစန္ဒနဲ့ကိုလုတ်ကိုဖြစ်ကိုခံကိုရလည်းကိုစုံနိလေးတတိဆိုင်ပြပြီလေတဲ့လေးတတိဆိုင်ကအင်းလေးတတိဆိုင်ကလေးတတိဆိုင်ကခဏလေးနော်လေးတတိ လီတီလီတီလီတီကျန်နေစစ်ပစ်အဲ့ကောင်ရှစ်ပရိတ်မူထင်တာပဲလီတီခဏလေးနော်ကျွန်တော်ကြည့်ပြမနော်အော်ဒီမှာနော်ကျွန်တော်ဒါအကောင်ကဟိုဟာအကျိ20မှာဗရိတ်ရှိပြန်ကြတာပြလို့မရဘူးဗျပြန်ကြတာပြလို့မရဘူးဆိုတော့ခဏမှာတစ်ခါလေးပါနေလို့နော် အချိန်နဲ့ဆက်မှာ break ရှိအချိန်နဲ့ဆက်မှာ break ရှိနော် login တို့ရှင်းမပြလိုက်တော့အဲဒီ break ရှိကသူ့ရဲ့ပတ်သက်ပြီးတော့၃ခုဟုံအောင်ခဲ့တယ်နော်ဒါတော့မပြောတော့ဘူး၄၆၃ဟုတ်တယ်၄၆၃ဆိုက်မူးသီးရှိရလေအဲရှိလေးအချိန်နဲ့ဆက်မှာ तू က break ရှိထွင်အဲ့ဒီထဲမှာ तू ကထွင်ပေါင်းခြင်းတစ်ခုဖြစ်တယ်ပေါ့နော်ထွင်ပေါင်းခြင်းတစ်ခုဖြစ်တယ်အဲဘယ်နေရာမှာဖြစ်လဲဆိုတော့ဘယ်နေရာမှာဖြစ်တယ်ဘယ်နေရာမှာထွက်တယ်၉၆၆အဲဒီနေရာမှာဖြစ်တယ် ထိသုံးလုံး၃ညအခါသုံးလုံး၃ညနောက်ပိတ်သုံးလုံး၃ညနော်အဲ့ဒီလိုသူက၃ည၃ည၃ညလို့ထွိုင်းပေါင်းချင်းဖြစ်ပြီဆိုရင်အဲ့အချိန်နဲ့ဆက်မှာရှစ်ပိတ်ထွက်လို့အဲ့၃၄၆ကိုသူကအဲ့ရှစ်တန်ပေါ့နော်အဲ့ရှစ်သုံးလုံးပေါင်းလိုက်ရှစ်သုံးလုံးပေါင်းလိုက်ရင်၃ထိုင်းနဲ့ရှစ်ထိုင်းနဲ့ပေါင်းတက်အဲ၆ခါနဲ့ရှစ်ခါနဲ့ပေါင်းလိုက်၄၄နောက်ပိတ်နဲ့ရှစ်နောက်ပိတ်ပေါင်းနှစ်တက်လေးနှစ်တက်လေးနှစ်ကိုတက်ဒီခါပေါ့၄ဒီနောက်ပိတ်ပေါ့နော်နှစ်ဒီသေးသေးအဲ့မှာသူကသူကရင်းနိုင်မှာထွက်တာကဒုတိယကောက်မှာနော် အဲ့နှစ်ကမှာတော့ဒီရင်းနှီးမထွက်တော့တကယ်ကတော့မထွက်ဘူး။ဒီမှာဒီနေ့ကမှာပရိသတ်ထွက်ပြီဆိုတော့လည်းသူအဲ့ဒီထဲမှာတော့ထိုင်ပေါင်းခြင်းတခုကဖြစ်ကူဖြစ်တာ။ထိတ်တလုံးခွန်ခါတလုံးခွန်နောက်ထပ်တလုံးခွန်အဲ့ခွန်ဖြစ်လို့ရှေ့ဒီနေ့ကမှာရှေ့ပြည့်ထွက်လို့ရှေ့ပေါင်းလိုက်။ရှေ့ပေါင်းလိုက်ရင်အဲ့မှာသူကအမ်နှစ်နှစ်လေးရမှာပေါ့နော်နှစ်နှစ်လေးရမှာဆိုအဲ့မှာသူကအမှ၄နှစ်နှစ်လို့လိုက်တာနော်၄နှစ်နှစ်လို့လိုက်တာ။ဒီမှာလည်းကျွန်တော်တို့ကစော်ခဲ့သေးတာပေါ့ဒီမှာဂျိနေစင်မှာရှေ့ပြည့်ထွက်လို့အဲ့ဒီထဲမှာအဲပေါင်းခြင်းကဒီမှာ333ဆိုပြီးတော့မထွိုင်ပေါင်းခြင်းတစ်ခုဖြစ်သွားတာ။ ဖြစ်သွားလို့ဒီကောင်ရှစ်ပေါင်းပြီးတော့မှအဲ့မှာရှစ်ပေါင်းလိုက်တာကျွန်တော်တို့ကအဲ့မှာတစ်တစ်လေးတွေတစ်တစ်လေးကိုကျွန်တော်တို့ကဒီနှလုံးပေါင်းချင်းတွေထိတ်ရှိသွားလေးတစ်တစ်တပေါက်ထဲဒီနေရာမှာစော်စည်းရမရဘူးအဲ့မှာဒီကောင်ကမွေးသီးထွက်လို့ရတယ်လို့လေးတစ်တစ်နော်လေးတစ်တစ်မွေးသီးအချိန်နဲ့ဆိုင်မှာရှစ်ပြိထွက်ရင်အဲ့ဒီထဲမှာထွိုင်ပေါင်းချင်းဖြစ်တယ်နော်ထိတ်သုံးလုံးပေါင်းခါးသုံးလုံးပေါင်းနောက်ပြီးသုံးလုံးပေါင်းအဲ့လိုပေါင်းချင်းဖြစ်တဲ့နောက်ဆုံးကဏ္ဍကိုရှစ်သုံးလုံးပေါင်းလိုက်အဲ့မွေးကဏ္ဍမယ်လေးတစ်တစ် ဲ73ကလုံးထိုးမယ်ပြန်ကြပြလို့မရပါဘူးခင်ဗျာအားလုံးဝင်နားလည်ပြီးပါနော်ကဲဒါလေးပါပဲဒါတော့ final လိုက်ပါပဲနော်အားလုံးကိုလက်ပါကန်ကောင်းကြပါသည်ဗျာနော်အဲ့မှာလေးတိတိမူးသည်ရှိရလေနော်အချိန်နဲ့ဆက်မှာရှေ့ပရိတ်ထွက်ရင်အဲ့ဒီထဲမှာထွိုင်ပေါင်းကြီးတစ်ခွက်ဖြစ်တယ်အဲ့ထွိုင်ပေါင်းကြီးဖြစ်တဲ့နောက်ဆုံးကနန်းကိုစစ်သုံးလုံးပေါင်းလိုက်ရင်အဲ့ဒါမူးသည်ပါပဲခင်ဗျာလေးတိတိမူးသည်ပါပဲနော်ကဲအားလုံးကိုလက်ပါနော် အပူရှိလားတဲ့အပတ်တိုင်းမှာအပူရောပရိသတ်ရောထွန်ရောရှိတယ်နော်ကိုကြိုက်တဲ့ဟာကိုကြိုက်မှာကိုကြိုက်တဲ့ဟာအဓိကပဲမိန်းမဲကိုင်နော်အကုန်လုံးရှိတယ်အကွက်တစ်ဆောင်အကွက်တစ်ဆောင်လုံးစိုက်စိုက်ရှိတယ်နော်ဖော်မူလေးတွေပြပေးဦးနဲ့ဩဖော်မူလေးတွေကဟာဘရိတ်နှစ်ဖော်မူရကွာ30နဲ့ဘရိတ်နှစ်တော့၃ခါပေါ့၃ခါနဲ့ဘရိတ်နှစ်ဟိုကောင်ကဖော်မူရစောင်းသုံးလုံးက6မယ် ကျောင်းသလုံးအောင်မယ်ဆိုရင်6ထိပ်ခြေပေါင်း9သူ3ညအဲ့မှာ2003လုံးဒီပြိတ်ဆိုတော့နောက်ဆုံးတော့10ဆိုတော့9 3ညတက်ညဖုံမှုတက်ဖုံမှုနှစ်ကဖုံမှုနှစ်ကဘာလုံးဖုံမှုနှစ်ကဘာလုံးကျွန်တော်မိသွားဖုံမှုတစ်ခုကဒါဖုံမှုနှစ်ဖုံမှုတစ်ခုကမိသွားပြီနော်မိသွားပြီကျွန်တော်တို့တတိမရတော့ ကျော်တုံးရှိတဲ့အားလုံးကိုလက်ပါကျွန်တော်ဆင်းပါပြီနော်အားလုံးကံကောင်းကြပါစေဗျ